ရော်ထန်နဲ့ဆိုယူကိုပေးတွေ့သွားဖို့ဆိုတာနည်းနည်းတော့စောလုံးနေပါသေးတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ LMO ဘောက်ဆင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာထွက်ပေါ်လာတဲ့သတင်းကရော်ထန်နဲ့ဆိုယူပေးပြီးတော့တွေ့ပြီးသွားခြင်းနဲ့ဆွဲသတင်းတစ်ပုဒ်ပါပဲဆိုပါသတင်းတွေဆိုရှယ်မီဒီယာထက်မှာဘလူးပြန်လာခဲ့တာဖြစ်ပြီးတော့ကိုလူတွေကတော့လှုပ်ချလိုက်ပြန်ပြီဆိုပြီးတော့နည်းနည်းတော့တွေးမိခြင်းစရာပါသူတို့ပြောသလိုဆိုရင်ရော်ထန်ပွဲဖြစ်လာနိုင်လားဆိုတော့ဝမ်ချမ်ပီယံရှစ်မှာရှင်မိုင်ထိုးတန်တဲ့ဖိုင်တာနှစ်ယောက်ဖြစ်တဲ့အတွက်မတွေ့နိုင်ဘူးလို့မပြောနိုင်လို့တွေ့သွားနိုင်တဲ့ခြေနေမျိုးတွေလည်းမြင်တွေ့သွားနိုင်ပါတယ် ဒါပေမဲ့နည်းနည်းလေးတော့အစောလုံးနေပါသေးတယ်။ Rotan Flyweight တန်းမှာထိုးသတ်တဲ့ Fighter တယောက်ဖြစ်ပြီးတော့ Zoe ကတော့ Bantamweight တန်းမှာရှင်ပိုင်ထိုးသတ်နေခဲ့တာပါ။ Weight တန်းမတူဆိုမဲ့တကယ်တကယ်ထိုးမယ်ဆိုတော့နှစ်ယောက်တူ Weight တန်းကြီးပြီးတော့ထိုးလို့တော့ရပါလိမ့်။ဒါပေမဲ့ဟိုကသတိသမီးကိုကဆင်းရဲသားဆိုသလိုသတိသမီးနဲ့ဆင်းရဲသားညားတယ်ဆိုရင်ဇလန်းတွေကရုပ်ရှင်တွေဝိထုတွေထဲမှာသာရှိတယ်လို့ပဲဆိုရမှာပါ။ဒါကကိုယ့်ရဲ့မြန်မာ Fighter ဆိုလင်းကိုနှိပ်ကွပ်ပြီးတော့ပြောတာမျိုးမျိုးပဲရှုံးပွဲတွေဆက်နေတမ်းလီ Zoe ကိုဂျက်ထရီတောက် Rotan လို့ Fighter မျိုးနဲ့ဘွဲတယ်ပေးဖို့ဆိုတာစဉ်းစားချင်တာတော့မှကောင်းပါလိမ့်။ ပြီးခဲ့တဲ့အချိန်မှာထိုးသားခဲ့တဲ့ရော်ထန်နဲ့တာခဲရူရဲ့ပွဲစဉ်မှာတော့ရော်ထန်တာခဲရူကိုပထမအချီမိနစ်ပိုင်းအတွင်းမှာပဲဒိုင်ပွဲရနဲ့အနိုင်ပြသွားခဲ့ပါတယ်။အဆိုပါပွဲစဉ်ပြီးရော်ထန်ဘသူနဲ့ပွဲတည်ပေးသွားမလဲဆိုပြီးတော့ချက်ထရီကိုမေးမြန်းရမှာတော့ချက်ထရီကိုတိုင်နဲ့ဟာဂါရီနဲ့ပွဲတည်ပေးသွားမယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်။နောက်ဆုံးကလည်းအချိန်ကပြိုင်မဟောင်းနေဖြစ်ကြပြီးတော့2019နဲ့2020ခုနှစ်တွေမှာနှစ်ကြိမ်ဆက်ရင်းဆိုင်ဆုံးတွေ့ထားခဲ့ကြတာပါ။ပထမကြိမ်ဆုံးတွေ့ချိန်မှာဒိုင်ဆုံးမဲ့တဲ့ရော်ထန်အနိုင်ရခဲ့လို့ဒုတိယကြိမ်မှာလည်းဒိုင်ပွဲရနဲ့ပဲရော်ထန်ဆက်ပြီးတော့အနိုင်ရသွားခဲ့ပါတယ်။ ဒီလိုပြိုင်ပွဲများကိုထိတ်တန့်ရင်ဆိုင်ပေးသွားဖို့အတွက်ချက်ထရီယာစီစဉ်သွားမှာဖြစ်သလိုတာကယ်ရီကိုနိုင်ရရှိခဲ့တဲ့အတွက်စူပါလက်နဲ့ရော်တန်တို့နှစ်ယောက်ရဲ့ flyway ကိပောင်စင်ချန်ပီယံလူပွဲကိုလည်းမြေတွေသွားဖွယ်ရှိနေခဲ့တာပါပြောချင်တာရော်တန်နဲ့ဆိုယီတို့နှစ်ယောက်ကိုပွဲတဲ့ပေးဖို့ဆိုအဲ့လိုမျိုးအဝေးမှာရှိနေတယ်ပဲဆိုချင်ပါသေးနောက်ချက်ကဆိုယီကလည်းခုချိန်မှာရှုံးဝဲတွေစက်နေပြီးတော့အကြဘက်ကိုရောက်နေကြတာဖြစ်တဲ့အတွက်အကြဘက်ရောက်နေ fighter တယောက်နဲ့ရော်တန်နဲ့ကိုချက်ချင်းပွဲတဲ့ပေးသွားဖို့တော့ဘလို့မှမဖြစ်နိုင်ပါဘူးရော်တန်ဆိုတာအကောင်းဆုံးချိန်ကိုရောက်ရှိနေခဲ့တဲ့ fighter တယောက်ဖြစ်သလိုသူကခုချိန်မှာထိတ်တန်း fighter တယောက်ဖြစ်နေရက်တီနေခဲ့တဲ့သူပါ သူကိုယ်တိုင်ကလည်းဝိမ့်မောင်လုံးဆွလွန်လိုက်တဲ့ flyweight မွေထိုင်းကပတ်ချန်ပီယံကိုပြန်လည်ပြီးတော့ရယူသွားဖို့အတွက်ရည်မှန်းထားနေခဲ့ပြီးတော့ super leg စီက flyweight ကပောင်စင်ချန်ပီယံကပတ်ကိုလည်းစိန်ခေါ်သွားဖို့စိတ်ကူးနေခဲ့မှာပါပြောချင်တာအမြင်ယူမှန်းနေခဲ့မှာဖြစ်ပြီးတော့သူအနေနဲ့ထိုးချင်တော့မှချန်ပီယံဆိုတဲ့လူတွေနဲ့သာရှင်ပြိုင်သွားချင်နေခဲ့မှာတော့သေချာပါလေဆိုကြီးကလည်းမြန်မာပြည်ရဲ့ချန်ပီယံလီဆိုပြီးတော့ပြောလို့ရပါမယ်ဝမ်ချန်ပီယံရှင်လို့ပြိုင်ပွဲမှာအနေနဲ့ရက်ကချန်ပီယံတွေအများကြီးပါဝင်ကစားလို့နေခဲ့ကြတာဖြစ်ပါတယ်အဲ့လိုချန်ပီယံတွေကဝမ်ချန်ပီယံရှင်ရဲ့ချန်ပီယံကပတ်ကိုမှအလိုရှိနေခဲ့ကြတာဖြစ်ပြီးတော့ raw tan ကိုယ်တိုင်ကလည်း ဝမ်ချန်ပီယံရှစ်မှာချန်ပီယံဆုတွေစကူးသွားဖို့အတွက်ကိုပဲရည်ရထားခဲ့မှာတေးကြပါတယ်။အဲ့တော့အရင်ဆုံးစိုးကြီးနဲ့ရော်ထန်တို့ရဲ့ကိစ္စတွေကိုအတင်းငါးယောက်ကြီးဖွားနေရတဲ့ဆိုင်နောက်လာမဲ့ဘွဲတင်တွေအတွက်ကိုပဲစိုးကြီးကိုအောင်ဆိုင်စေခြင်းပါတယ်။ဂျိုနဲ့စိုးကြီးနဲ့ရော်ထန်ကိစ္စတို့ဖောက်ဖောက်ပြောနေခဲ့တဲ့အခါငါပြီးလိုကိစ္စမျိုးနဲ့ဂျားတဲကနေဝေဖန်ခံမဲ့သူကစိုးကြီးပဲဖြစ်သွားနိုင်ပါတယ်။အဲ့လိုပိုးစိုးပတ်ဆက်ပြောခံရများလိုက်စိုးကြီးတို့လည်းမကောင်းသလိုသူပြိတ္တတွေတို့လည်းမကောင်းတဲ့အတွက်ဖြစ်မလာနိုင်သေးတဲ့ကိစ္စတွေခဏတာမေးထားပြီးလက်တွေ့ကြကြဖြစ်လာမဲ့ဘွဲတင်တို့ပဲတေချာလေးအောင်ဆိုင်ပေးကြပါလို့သူကတောင်းဆိုလိုက်ရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလဲ MMA fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီပေါ်လဲဖိတ်ခေါ်ပြရစေကျော်ရဲ့ page လေးကိုလဲ like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားပြီးကြဖို့တောင်းဆိုပြရစေခင်ဗျစုံလေးကြည့်ရတော့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ